အကျိုက်ဆုံးကတော့ဂျီဆူပေါ့နော်အဲ့လိုဂျီဆူရဲ့မျက်နှာပုံစံလေးပြီးတော့သူ့ရဲ့နှာခမ်းလေးကအဲ့လိုအရင်အသေးရဖို့ကောင်းတော့အဲသူ့ကိုကြိုင်ကြိုင်ကြိုင်နဲ့ပဲဒီ blackpink အဖွဲ့၄ယောက်လုံးကြိုက်ပေါ်တာပါရှင်ဟာဒါကြောင့်အဲ့လိုအရန်ကြီးကတ်တက်တဲ့ထဲမှာမပါဘူးအဲ့လိုကရင်တောက်နေရပေါ့နော်ခါဆိုလည်းမကြိုးအဲ့လိုတောက်နေရဆိုသူတို့တွေကတဲ့ဟာကိုကြည့်ရာမိုက်လိုက်တာပေါ့အရန်သဘောကျတယ်မန်ရှိမှနည်းနည်းကြင့်ပြီးတော့ပေါ့နော်ဒီအတွက်အစဉ်ပြေအောင်လို့ဆိုပြီးတော့စူးစမ်းနေပါတယ်လို့ ါအဲ့ blapping အဖွဲတွေမှာဆိုဂျီဆူကိုအကြိုက်ဆုံးပဲအကြိုက်ဆုံးကတော့ဒကာရဲ့အကြိုက်ဆုံးဟိုဟာတော့ပေါ့နော်ဂျီဆူပေါ့တချင်းလေးတွေထွက်လာတဲ့ခါမှာကြည့်ရပေါ့အကောင်မလေးလေးယောက်လုံးကအရန်ချော့တယ်ဒါပေမဲ့အဲ့ထဲမှာမှဒကာအကြိုက်ဆုံးကတော့ဂျီဆူပေါ့နော်အဲ့လိုဂျီဆူရဲ့မျက်နှာပုံစံလေးပြီးတော့သူ့ရဲ့နှကမ်းလေးကအဲ့လိုအရန်အသေးရဖို့ကောင်းတော့သူ့ကိုကြိုင်ကြိုင်ကြိုင်နေပဲအာဟိုပေါ့နော်ဒီ blapping အဖွဲလေးယောက်လုံးကိုကြိုက်လာပြီးတော့သူတို့ရဲ့တချင်းလေးကိုနားထောင်တယ်သူတို့ရဲ့ music video တွေကြည့်တယ်သူတို့ကတာလေးလည်းသဘောကျတယ်ဒါကြောင့်အဲ့လိုအရန်ကြီးကတ်တက်တဲ့ထဲမှာမပါဘူးအဲ့လိုကရင်တောက်နေရပါဘောနော် ဟာဆိုလဲမကြိုးအလိုတောက်နေရဆိုသူတို့တွေကတဲ့ဟာကိုကြည့်ရောမိုက်လိုက်တာပေါ့အရန်သဘောကြတယ်အဲပြီးတော့သူတို့ရဲ့မျက်နှာလေးတွေရောကတာလေးတွေရောအရန်ကိုအပြစ်ပြောစရာမရှိတဲ့အတွက်ကြောင့်ပါသူတို့ကိုကြည်ရင်ကြည်နေအားကြပြီးတော့ကြိုင်ရင်ကြိုင်နေကိုကြိုက်ပေါ်တာပါရှင်ဟာ တာအဲ့ Blackpink အဖွဲ့ပေါ့နော်လေးယောက်လုံးရတာသဘောကျရဲ့အာသူတို့ဘာသာအာဘလိုပဲပေါ့နော်ဘယ်ပွဲမှာပဲဖြစ်ဖြစ်ဘလို fashion ပဲဝဝဲပေါ့နော်ဒါသဘောကျရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဒါနေနေတော့ဘာမှအလိုထူထူကြီးတော့ပြောစရာမရှိဘူးပေါ့နော်အာပါလာပေါ့ပါလာပေါ့တော်တော်လေးကြီးဖြစ်တယ် ားပေါ့နော်အခုဒီစကားလေးမှာမေတန်လွင်ဆိုတဲ့ကာရီတာနေရာလေးကနေပါဝင်တယောက်ဆောင်ထားပါတယ်ရှင်ဒီတစ်ခေါက်ကာရီတာလေးကကြတော့ဒီမတ်ချောရတနာရဲ့ secretary ပေါ့နော်အတွေ့ရင်မှုပါလေးနေရာနေပြီးတော့ပါဝင်ထားပါတယ်ရှင်နည်းနည်းရောကြောက်တာပေါ့နော်အရန်ကိုမှဝါရင်တဲ့စီနီယာအမတယောက်လည်းဖြစ်တယ်ပြီးတော့အခုမှလည်းဒါပထမဦးဆုံးရိုက်ရမယ့်စကားလေးဖြစ်တယ်ဆိုတော့ကြောက်လဲကြောက်တယ်ဒါမဲ့လည်းအခုပေါ့နော်ဒီပထမဦးဆုံးတွေ့ရတဲ့စကားလေးမှာဒီအမစီကနေပြီးတော့အများကြီးတည်ယူနေအကောင်းဆုံးရိုက်ကူးသွားပါမယ်လို့ အာမချောရနာရဲ့ဇာကားလေးလည်းကြည့်ဖြစ်တယ်ပေါ့နော်သူပောက်တဲ့ဇာကားလေးကလည်းအာအရန်ကိုတရုပ်ဆောင်ကောင်းတယ်ပြီးတော့ဒီ Facebook ပေါ်မှာလည်းပေါ့နော်အရန်ကို share ကြတဲ့အလိုဇက်ဝင်ခံနေဖြစ်တဲ့အတွက်ကြောင့်အရန်ကိုအားလဲကြရတဲ့အမှုပညာရှင်တယောက်ဖြစ်တယ်ပြီးတော့အရန်လည်းသဘောကျရတယ်ပေါ့နော်ပြီးတော့အပြင်မှာတွေ့ရတဲ့အခါမှာလည်းအမအရန်နှုတ်ပဲအဲ့လိုအပြင်မှာပထမအောင်ဆုံးတွေ့ဘူးတာပေါ့နော်ဒါတခါမှမတွေ့ဘူးဆိုတော့တော်တော်ကိုနှုတ်တာအဲ့လိုဒါနဲ့ဒီရိုက်တဲ့ရိုက်ခွေးမှာတွေ့တဲ့အခါကျရဲပေါ့နော်ဒါတော့အဲ့လိုမတိတာအဲ့လိုမျိုးရှိတဲ့အခါမျိုးကျရင်ပဲဖြစ်ဖြစ်ဒါဒါဒီလိုမျိုးရိုက်တဲ့ character ပေါ့နော်လို့ က်နေတဲ့နေရာမျိုးလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးအများကြီးထောက်ပြပြီးတော့သင်ပေးသွားပါဆိုပြီးတော့ဗောနော်အမစီအများကြီးသင်ယူဖို့အတွက်စဉ်းစားထားပါရဲ့ရှင်။ဟောဒါကတော့ကတော့အခုမှဒီဒဲရုပ်ရှင်လောကတွေကိုအလိုစဝင်တာဖြစ်တဲ့အတွက်ကြောင့်ရိုင်းသမျှဟာလေးတွေကတော့ကာရီတာအစ်စ်အစ်စ်တွေပဲဗောနော်တခုပြီးတခုအလိုအခုဆိုလည်းဒီ secretary အတွင်းရင်းမှုနေရာမျိုးဆိုတာဒါကတော့ဒါပထမဦးဆုံးကာရီတာပဲဗောနော်အဲ့လိုကာရီတာဖြစ်တဲ့အတွက်ကြောင့်ဟောဒီအတွင်းရင်းမှုမလေးတွေဘယ်လိုမျိုးအပြင်မှာဗောနော်ဘယ်လိုမျိုးသူတို့လှုပ်ဆောင်လဲပြီးတော့အတွင်းရင်းမှုမလေးရဲ့ပုံစံများဘယ်လိုမျိုးဝတ်စားစင်ရမယ်အဲဘယ်လိုမျိုးဆိုရင်ကိုယ်နဲ့လိုက်ဖက်မယ်အရင်လဲမရိုင်းပဲနဲ့ အရင်ရင်လေးနဲ့လှနေမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဟာလေးတွေကိုစဉ်းစားပြီးတော့အဝတ်စားဘက်ကောမေကပ်ဘက်ကောစပင်ပုံစံလေးတွေရောပေါ့နော်ဒါမျိုးလေးတွေကိုစီစဉ်ထားတယ်ပြီးတော့ကိုယ့်ရဲ့တရုပ်ဆောင်ပြင်ပဖို့အတွက်လည်းပေါ့နော်ကိုယ့်ရဲ့ကိုယ်စံညိုးလေးတွေဖတ်ဖတ်ပြီးတော့ကာရက်တာလေးကိုကိုယ့်ကိုမှန်ရှိမှနည်းနည်းကျင့်ပြီးတော့ပေါ့နော်အာဒီအတွက်အစဉ်ပြေအောင်လို့ဆိုပြီးတော့စူးစမ်းနေပါတယ်လို့အာဟုတ်ကဲ့ပေါ့နော်အကိုတရာကဒီပေါ့နော်အာမေတ္တာလင်းညင်းသိစေတာဆိုရဲဒီရုပ်ရှင်ဆီးရီးလေးမှာမေတ္တာလင်းဆိုရဲအတွင်ရုံမလေးနေရာကနေပြီးတော့ပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်အာဒီကားလေးထွက်လာတဲ့ခါကျရင်လည်းတရာကိုလိုရာရှိ ရင်အမနာနဲ့အာဝေဖန်ထောက်ပြပေးပြီးတော့အကယ်အဆင်ပြေရဆိုရင်အများကြီးအားပေးကြဖို့အတွက်ဒါကတောင်းဆိုချင်ပါတယ်ရှင်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်